ပုပ်ပီဟမင်ဂျီဖရန်စစ်မြန်မာပြည်ကို ပထမဆုံးကြွရောက်ခဲ့တဲ့ယဟန်မင်ဂျီရဲ့တချို့မသိသေးတဲ့အကြောင်းအရာတွေကိုလေ့လာကြရအောင်မြန်မာပြည်ကိုပထမဆုံးလာဖူးတဲ့ယဟန်မင်ဂျီဖြစ်ပါတယ်မြန်မာပြည်အတွက်ကိုလည်းအကြိမ်ပေါင်းများစွာဆူတောင်းပေးခဲ့တဲ့ယဟန်မင်ဂျီပါပထမဆုံးဥရောပလူမျိုးမဟုတ်တဲ့ကမ္ဘာတောင်ဖက်ချမ်းအာဂျင်တီးနားနိုင်ငံကယဟန်မင်ဂျီဖြစ်ပါတယ် ဂျက်စ်ဝစ်လို့ခေါ်တဲ့ယေရှုအသင်းသာသနာကိုင်းကနေဖြစ်လာတဲ့ပထမဆုံးယဟန်မင်းကြီးလည်းဖြစ်ပါတယ်။ပုပ်ယဟန်မင်းကြီးမဖြစ်ခင်ငယ်နာမည်အရင်းကဟိုဟေမာရီယိုဘက်ဂေါလီယိုဖြစ်ပါတယ်။ယဟန်မင်းကြီးရဲ့ငယ်ဘဝကိုကြည့်မယ်ဆိုရင်ယိုးစစ်နဲ့တာမန်အယက်သားဘဝမျိုးကို တွေ့ရပါတယ်။ဥပမာကြောင်သားရွယ်မှာ night club မှာလုံခြုံရေးမှုလုပ်ခဲ့တာမျိုး ်ငယ်ငယ်တုန်းကချစ်တူကောင်းမလေးတယောက်ရှိခဲ့ဖူးတာမျိုးပုပ်ယဟမင်းကြီးဟာတန်ကိုအကကိုကြိုက်နှစ်သက်တယ်လို့ကလည်းကတ်တတ်ပါတယ်အခွင့်အခါကြုံတိုင်းတန်ကိုအကကိုကလည်းရှိပါတယ်ကျွန်တော်ငယ်ငယ်ကတန်ကိုအကကိုပျော်ပျော်ကြီးကခဲ့တာဘောလို့လဲပြောလို့ရှိပါတယ် ဆရာတော်ဖြစ်ခဲ့တဲ့ကာလတလျှောက်မှာတာမန်အရသားတွေနေတဲ့အိမ်တသေးလေးမှာနေပြီးတော့ကိုယ့်ရဲ့အစားအစာကိုကိုယ်တိုင်ချက်ပြုတ်တယ်အိမ်ကူမခေါ်ဘဲနဲ့နေတယ်ရိုးရိုးတာမန်အရသားတွေလိုပဲဘတ်ကားစီးတယ်မြေရောက်ယထာစီးပြီးတော့သွားရတာအောင်သဘောကျပါတယ်သာဒနာပောင်အတွင်းမဝင်ခင်မှာဓာတုပေဒပညာရက်ကိုသင်ကြားပြီးကျွမ်းကျင်သူအနေနဲ့လည်းအလုပ်လုပ်ခဲ့ဖူးပါတယ်။ပြန်လွန်တော်မမူခင်မှာခံစားခဲ့ရတဲ့အဆုတ်ရောင်ယောဂါကို အသက်21နှစ်အရွယ်မှာလဲအပြင်းထန်ခံစားရပြီးတော့ညာဖက်အဆုတ်ကို ခွဲထုတ်ခဲ့ရပါတယ်တူတူငါငါတွေလိုပဲ ပုပ်ပီဟာမင်းကြီးဟာ Lord of the Rings ဆိုတဲ့အစိုးနဲ့အကောင်အားပြိုင်တဲ့ဇက်လန်းကိုအရန်နှက်သက်ပါတယ်မွေးရမြေကအာဂျင်တီးနားမို့လို့လားမသိဘောလုံးဝဒနာအိုးကြီးလည်းဖြစ်ပါတယ် ဆန်လိုရန်ဇိုဆိုတဲ့အာဂျင်တီးနားကပေါလွန်အသင်းကိုအားပေးတဲ့သူဖြစ်ပါတယ်။ဘာသာစကားလည်းအများကြီးပြောနိုင်ပါတယ်။ Spain, Italian, Sheehan Latin ဘာသာစကားအဲ့ဒါတွေအပြင်အင်္ဂလိပ်ပြင်သစ် German နဲ့ Portuguese စကားတွေကိုလည်းပြောနိုင်ပါတယ်။ Yahamini Francis ဟာ Mero the Kimma Maria ကို chicken လေးစားတဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။1990ပြည့်နှစ်မှာယဟန်မင်းကြီးဟာမေရိုကို ရုံမြင့်တန်ကြားကိုမကြည့်ပါဘူးလို့ကတိဝန်ခံပြုခဲ့ပါတယ်။ရုံမြင့်တန်ကြားမကြည့်ပေမဲ့ခေပေါ်နီးပညာတွေကိုတော့သုံးတတ်ပါတယ်။2016မှာ Instagram အကောင့်ကိုသုံးပြီး7နှစ်တွဲမှာသူ့ရဲ့အကောင့်ကို လူသတ်တန်းကျော် follow လုပ်လို့စံချိန်တင်တဲ့အကောင့်ဖြစ်သွားခဲ့ဘူးပါတယ်။ chicken လေးစားရတဲ့ယဟန်မင်းကြီးရဲ့ကိုရီးအထုပ်ပတ်တိလေးကိုတင်ပြပါစေ။1936ခုနှစ်ဒီဇင်ဘာလ18ရက်နေ့ အာဂျင်တီးနားနိုင်ငံ UNOS RS မြို့မှာပုပ်ပြဟမင်ဂျီဖရန်စစ္စကိုပါကင်အီတလီမျိုးသားနဲ့မိခင်အာဂျင်တီးနားအမျိုးသမီးတို့ကမွေးဖွားတန်ဆင်ခဲ့ပါတယ်။ပုပ်ပြဟမင်ဂျီဟာပညာစီပူးသင်ယူပြီးတော့အသက်16နှစ်အရွယ်မှာခေါ်တော်မူခြင်းကိုခံခဲ့ရပါတယ်။အသက်24နှစ်မှာဂျက်ဆွတ်ဘုံတော်ကြီးခိုင်းကိုဝင်ရောက်ခဲ့ပြီးတော့33နှစ်မှာဘုံတော်ကြီးအဖြစ်တိုက်ခါရရှိခဲ့ပါတယ်။ နောက်ထပ်သာသနာပြုခြင်းရဲ့မိုင်းတိုင်တစ်ခုမှာအသက်43နှစ်မှာယဟန်ဖြစ်တဲ့ကြောင်းပါမခချုပ်ဖြစ်လာတာဖြစ်ပါတယ်။အသက်56နှစ်မှာတော့ဘီရှော့ပ်လို့ခေါ်တဲ့ဆရာတော်ကြီးဖြစ်လာပါတယ်။62နှစ်မှာတော့ Buenos Aires မြို့ရဲ့ဆရာတော်ကြီးဖြစ်ပါတယ်။အသက်69နှစ်မှာ Cardinal အဖြစ်ရွေးကောက်တင်မြှောက်ခြင်းကိုခံခဲ့ရပါတယ်။266ရောက်မြောက်ပုပ်ယဟန်မင်းကြီးအနေနဲ့ သက်တော်86နှစ်မှာရွေးကောက်တင်မြှောက်ခြင်းကိုခံရခဲ့ပါတယ်။ပုပ်ယဟန်မင်းကြီးဟာအသက်83နှစ်မှာ ကိုဗစ်ကာလကိုဖျက်တမ်းခဲ့ရပါတယ်။သက်တော်88နှစ်မှာတော့သူ့ရဲ့ဘဝနောက်ဆုံးစာမျက်နှာကိုပြီးဆုံးစေခဲ့ပြီဖြစ်ပါတယ်။ယဟန်မင်းကြီးဖရန်စစ်ဖျားသခင်ရဲ့နိုင်ငံတော်မှာရသက်ပန်စာမျက်နှာနိုင်ပါစေလို့ဆုတောင်းပတ္ထနာပြုလိုက်ပါတယ်။